အလုံးမင်္ဂလာပါအေဝပမာရကျိုးဆိုပါတယ်ဒီနေ့ကတော့ကျွန်တော်မိုဘီမြို့ကိုသွားနေပါတယ်မေလ31ရက်နေ့မှာနိုင်ငံတကာပညာရေးဟိုပြိုးပွဲကိုအမိုဘီမြို့မှာကိုကျင်းပဖို့ရှိပါတယ်အဲ့ဒါကြောင့်မလို့ကျင်းပမဲ့အကြောင်းကိုအလဲခေါ်ပေးပါမယ် လာပါညီလေးညီမလေးလို့ပါပါထိုင်ပါထိုင်ပါနော်အခုအကွာလို့ဟိုပါလေ every ဘမဟိုပါတယ်ဒီနေ့ဆိုရင်ကျွန်တော်တို့ဒီ ENC အကြောင်းကိုနည်းနည်းရှင်းပြပေးမယ်ကျွန်တော်တို့ဒီ DYEC နဲ့ဒီ partnership လုပ်ထားလို့အတွက်ဆိုရင်ဒီလေးတို့ဒီ grade 11 BY ရင် grade 12တက်မယ် grade 12 BY ရင် ျွန်တော်တို့ဒီမြန်မာပြည်မှာပဲ university ဆက်သက်မလားသူတို့နိုင်ငံခြားတွက်ချစ်သလားအဲ့လိုမျိုးဆိုတော့ကျွန်တော်ဝန်ဆောင်မှုလုပ်ပေးတာပေါ့နော်အဲ့ဆိုတော့ဒီ31ရက်နေ့မှာဆိုရင်လည်းကျွန်တော်တို့ဒီ graduation ပြောဝဲမှာဆိုရင်လည်းကျွန်တော်တို့ဒီ counseling လုပ်သွားပေးမယ်နော်အဲ့တော့ဆိုတော့ညီလေးညီမလေးတို့ကဒီနိုင်ငံခြားထွက်ချင်တယ်ဆိုရင်ဒီ great care ပြီးွားတာနဲ့ဘယ်လိုလုပ်ရမလဲဘာကြီးလုပ်တင်တယ်ဘာကြီးဖြစ်တင်တယ်ဆိုကျွန်တော်ကြံမြင့်ရှင်းွားပေးမှာပေါ့နော်ပါတယ်ဟုတ်ပါတယ် Two, one. Chicken banana, chicken banana, <laughs> chicken banana, 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 chicken banana, chicken banana, chicken banana, ျွန်တော်မော်ပြည်မြို့ရဲ့ DYEC International School ရောက်နေပါပြီ။ဒီနေ့အကြောင်းတီထောင်သူဒေါက်တာနဲ့မိတ်ဆက်ပေးပါမယ်။အဲဒေါက်တာတချင်မိတ်ဆက်ပေးပါဦး။မင်္ဂလာပါ။ကျွန်တော်ကတော့ DYEC ကိုပိုင်ထက်တန်းကျောင်းနဲ့ DYEC International School ရဲ့တီထောင်သူဒေါက်တာယူနိုင်နဲ့ဖြစ်ပါတယ်။အဲတောက်တူယူက DYEC ကိုဘာကြောင့်တည်ထောင်ခဲ့တာလဲခြေတော့ပြောပြပါဦးเนาะ အဓိကတော့တခံဝချင်းရည်ရွယ်ချက်ကနှစ်ချက်ပေါ့နော်ဟုတ်ကဲ့အာကျွန်တော်ရဲ့ passion ပေါ့ငငယ်ကလေးကဒီသင်ကြားရေးဆိုတာကိုဝါသနာပါတယ်နောက်ထပ်ဒုတိယတစ်ချက်ကကြတော့ကျွန်တော် quality education ဆိုတာကိုဒီမော်ဘီမှာပေးခြင်းတယ်အပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့မော်ဘီဆိုတာကရန်ကုန်နဲ့ဝေးတဲ့ထဲမှာသွားရတာဝေးတဲ့ထဲမှာပါတယ်အဲ့တော့ကြတော့တော်ရုံတိုင်အောင်ဆိုရင်လူချင်းနဲ့ပညာရေးကောင်းကောင်းကိုရဖို့ဆိုတာကမဖြစ်နိုင်ဘူးမဖြစ်နိုင်တဲ့အတွက်ကျွန်တော်ကဒီ passion ဒီသင်ကြားရေးပေါ့ကျွန်တော် passion နဲ့ပေါင်းစပ်ပြီးတော့မှဒီ quality education ကိုပေးချင်တဲ့အတွက်ဒီကျောင်းကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်။ DYEC ကဂျန်နဲ့ကျောင်းနဲ့မတူဘဲထူးခြားချက်အများကြီးတွေ့ရတဲ့ဒီထူးခြားချက်ကိုတခြားရှင်းပြပေးပါဦး။ကျွန်တော်တို့ကျောင်းကတော့အခုဒီ 21st century skills အတိုင်းပေါ့နော် 5C ဆိုတာရှိတယ် communication collaboration creation critical thinking citizenship ပေါ့နော်အဲ့ဒီဒီ 5C skill လုံးဝင်အောင်လို့ကျောင်းသားတွေကိုသင်ပေးတယ် ီဆရာတွေကိုဆိုလို့ရှိရင်လည်းနှစ်စဉ်ပေါ့ဒီ 21st century scale တိုင်းကိုသင်ကြားပေးနိုင်အောင်လို့ training တွေပေးတယ်အဲနောက်တစ်ခုကကြတော့ဒီအမျိုးသားတင်ယူညွှန်တန်းအပြင်ကိုမှဒီကျောင်းသားတွေတက်ရမယ့် force scale ဂီတကာယအစတာတွေတကယ်တက်မြောက်အောင်လို့ ပြင်ပကကျွမ်းကျင်ဆရာတွေနဲ့ကျွန်တော်တို့ထပ်ဆောင်းတင်ပေးတာလေးတွေရှိတယ်။နောက် grade 12ဆိုလို့ရှိရင်လည်းတင်ကြားရေးမှာပေါ့နော်။ဒီ professor တွေအငိမ့်စား promotion ဆရာကြီးဆရာမကြီးတွေနဲ့တင်ကြားပေးတာလေးတွေလည်းရှိတယ်။နောက် grade 12ပြီးသွားပြီဆိုလို့ရှိရင်လည်းဒီကျောင်းသားတွေကဘယ်လိုပညာရေးမျိုးကိုသွားကျင်လဲပေါ့။ဒါမျိုးလေးတွေကိုကျွန်တော်တို့ညော်ပေးတယ်အကြံဉာဏ်ပေးတယ်ဒီလိုမျိုးလေးတွေရှိပါတယ်။ TYEC ကကျောင်းသားတွေကို ီပညာရေးအရာရောအကြောင်းပြန်ပါဘာဝအတွက်ပါဘယ်လိုပြင်ဆင်လုပ်ထားတာရှိတော့ကျွန်တော်တင်ကြားရေးချိန်မှာဆိုလို့ရှိရင်ပေါ့နော်တင်ကြားရေးအပြင်ကိုမှကျောင်းသားတွေက activities တွေတွေထည့်ပေးတာမျိုးတွေရှိတယ်ဥပမာဆိုရင် presentation လုပ်ခိုင်းတာမျိုး group project လုပ်ခိုင်းတာမျိုးအမြမာသာမာဆိုလို့ရှိရင်ဒီလိုကြာပန်းစကားပြောပြိုင်ပွဲတို့စကဲရည်လူပွဲတို့ဒါမျိုးလုပ်ခိုင်းတာပေါ့နော်အဲ့တော့ဒါမျိုးလုပ်ခိုင်းတဲ့အချိန်မှာကျောင်းသားတွေကမဖြစ်လာလဲဆိုတော့တယောက်နဲ့တယောက် communication skill တွေကောင်းလာတယ် ပူးပေါင်းဆောင်ရွက်ပြီးတော့ collaboration တွေလုပ်တတ်လာတယ်။နောက် critical thinking ပေါ့စဉ်းစားတွေးခေါ်တတ်လာတယ် creation တွေကောင်းလာတယ်။အဲ့ဒီအနေမှာသင်သူတို့ရဲ့စိတ်ဓာတ်စည်းကမ်းလေးတွေကောင်းမွန်လာပြီးတော့ဒီကြောင်းပြီးသွားတဲ့အခါမှာလည်းဘဝအတွက်ပေါ့နော်သူတို့ဒါတွေအများကြီးပြန်ပြီးတော့အသုံးချလို့ရအောင်ပြင်ဆင်ပေးထားပါတယ်။အဲ DYEC ရဲ့ရင်မှန်းချက်တွေကိုအကောင့်ထဲပုံနိုင်ခဲ့တဲ့ကျောင်းသားတူတွေပြောင်းလဲမှုတော့မဟုတ်အောင်မြင်မှုကိုတစ်ချက်လောက်ပြောပြပေးလို့ရမလား။ ကျွန်တော်ကတော့ဒီမှာပေါ့နော်တူးတယောက်တည်းဟိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကျောင်းရဲ့ဒီတောင်းသားကျောင်းသူတွေအောင်မြင်မှုအကြောင်းပြောပြခြင်း ਨੇ အဲ့တော့ဒီ2022 23ရဲ့ဒီ23 24ပညာရှင်နေ့ရမှာဆိုလို့ရှိရင်ဟုတ်ဒီတက္ကသိုလ်ဝန်ထမ်းပေါ့နော်တက္ကသိုလ်ဝန်ထမ်းဆိုတာကကျောင်းသားကျောင်းသူတွေရဲ့ဒါဘဝတသိချူပြောင်းလဲမှုပဲပေါ့အဲ့တော့အဲ့ဒီသူတို့ရဲ့ဘဝတသိချူပြောင်းလဲမှုမှာဆိုရင်ဒီနှစ်နှစ်ဆက်တိုက်ကျွန်တော်တို့ကတရားရခိုင်တော့အောင်ချက်ပေါ့နော်အဲ့ဒါနဲ့ကျောင်းသားကျောင်းသူတွေကိုမှုထုတ်နိုင်ခဲ့တယ် ဲ့တော့ဒါသူတို့ရဲ့ဘဝပြောင်းလဲသွားတာဖြစ်တဲ့အတွက်သူတို့ရဲ့အောင်မြင်မှုကြောင်းရဲ့အောင်မြင်မှုပဲဖြစ်ပါတယ်ဒေါက်တာယူအနေနဲ့ចောင်းသားနဲ့ចောင်းသားမိဘကိုចောင်းជួយချေလို့အချိန်မှာကိုဘယ်လိုမျိုးအချိန်ကြံပေးချင်တာလဲ။ပညာရေးဆိုတာကကျွန်တော်က long term investment ဖြစ်တယ်ပေါ့နော်။အဲ့တော့တစ်နှစ်နှစ်နှစ်တည်းမဟုတ်ဘူး။အနည်းဆုံး10နှစ်လောက်တော့ကိုကျွန်တော်တို့ကစဉ်းစားပြီးတော့ជួយချေရမယ်။အဲ့တော့ជួយချေတဲ့အခါမှာဒီចောင်းသားကဘယ်လိုပညာရေးလမ်းကြောင်းကိုသွားကျင်တာလဲ။ဥပမာ international school တက်မှာလား။ ဒါမှမဟုတ်ဘူး private school ဒါမှမဟုတ်ရင်လည်းအစိုးရအကြောင်းတက်ပါလားတရားလေးရွေးချယ်စီခြင်းနဲ့ဒီအကြောင်းတစ်ခုရဲ့အပြင်ပန်းပုံစံကိုကြည့်ပြီးတော့ပဲမဆုံးဖြတ်စီခြင်းဒီအကြောင်းတစ်ခုခိုးဆိုရင်အကြောင်းကဘာတွေတင်နေလဲဘယ်လိုတွေလုပ်နေလဲတိတိကျကျလေ့လာစီခြင်းနဲ့ပေါ့နော်အဲတချို့အကြောင်းတွေဆိုအရင်စေးကြည့်ရဲဒါပေမဲ့ ီပညာရေးပိုင်းသင်ကြားရေးပိုင်းမှာအားနည်းတယ် facilities ပိုင်းတွေမှာတော့အများကြီးဈေးတွေပိုတူထားတာမျိုးရှိရဲ့အဲတချို့ကျောင်းတွေဆိုလို့ရှိရင်ကြတော့လေဈေးသက်သာတယ်ဒါပေမဲ့ပညာရေးပိုင်းမှာလည်းမကောင်း facilities ပိုင်းမှာလည်းမကောင်းအမျိုးမျိုးရှိရဲ့အဲ့တော့ကိုကဈေးသက်သာတာရွေးမလာဈေးကြီးတာရွေးမလာအဲ့လိုမျိုးမဟုတ်ဖဲနဲ့ကိုတက်နိုင်တဲ့ဒီပမာဏ investment နဲ့ကနေပြီးတော့ဘယ်လိုပုံစံသွားမလဲပြေချာချာထဲထဲဝင်ပေးလာပါကိုနဲ့အကိုက်ဆုံးကြောင်းကိုပဲရွေးပါလို့အကျဉ်းပြုချင်ပါတယ်ဟုတ်ကဲ့ဒီလိုမျိုးမျိုးဖြေပြီးတော့အဲ့အတွက်နဲ့ဒေါက်တာယူကိုကျေးဇူးတင်ပါတယ်ဒီ30က ရက်နေ့ပွဲကိုလည်းချက်ပြပြပါအောင်နော်ဟုတ်ကဲ့ကျွန်တော်တို့ဒီ31ရက်နေ့မှာပေါ့နော်အထက်တန်းကျောင်းသားတွေအတွက်ကိုနိုင်ငံတကာပညာရေးလမ်းကြောင်းများဆွေးနွေးပွဲရှိပါတယ်ဒီ WIC International School မှာကျင်းပမှာဖြစ်တဲ့အတွက်စိတ်ဝင်စားတဲ့ကျောင်းသားကျောင်းသူတွေမိဘတွေအားလုံးတက်ရောက်နိုင်တယ်ဆိုတဲ့အကြောင်းလေးကိုတင်ပြအောင်ပါအပ်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးပါ